ုနလိုမျိုးရိုးဘော်ကိုတက်သွားပါတယ်ဆိုတော့စိတ်ရင်အားတွေတွဲကျွန်တော်တို့ကတော့စိတ်ပူလေပေါ့စိတ်ပူလေမတည်မှာစိတ်ပူလေအဲ့တော့သူတို့ရဲ့မိသားစုရဲ့အနေနဲ့လည်းဆူတောင်းနေပါဗောနော်ငါယောက်ကြတော့မတည်ပါစေနဲ့သူယောက်ကြပဲတည်ရင်တည်ပါအောင်အခုဆရာဖွဲ့တယ်စည်ရေးလှုပ်ရှားဖို့အတွက်ဒါမနဲ့အစောထပြီးတော့တွားရခြင်းပါစစ်ခွေးကောင်းကိုတက်နေမိတာစစ်ခွေးကောင်းကိုတက်နေမိတာဒီကောင်မျက်တည်နဲ့ဖုန်ပြီးအိတ်နေတဲ့ကောင်ရဲ့ခေါင်းကိုတက်နေမိတာအဲ့ခါကျမှစစ်ခွေးမှန်းတည်တာအဲ့မှာကင်ထုတ်လိုက်တယ်ဗောနော် မင်္ဂလာပါဒီကနေ့ကတော့ဒီဇင်ဘာလ၄ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းဒါကျွန်တော်သတင်းကောင်းလေးပြောမယ်အဓိကတော့ခိုင်ဘက်ကသတင်းကောင်းနေအရန်ကောင်းနေပါတော့လုံးဝစစ်ကောင်စီဟာလုံးဝအေးဒုက္ခတုတ်တန်တုတ်တန်အဲတင်ချိုင်းကုန်းအဲတင်ချိုင်းကုန်းကိုစစ်ကားအကြီးတွေနဲ့တက်လာတယ်ပေါ့နော်စစ်ကားကြီးတွေနဲ့တက်လာတယ်ဘာလို့လဲဆိုတော့သူတို့ဘက်ကအထိနာသွားတဲ့တည်ဆုံသွားတဲ့စစ်သားတွေကိုတကြိုးပေါ့နော်အဲဖြစ်စင်နေပါမယ်ပြီးရင်ရှမ်းတောင်ဘက်ကဒါစစ်ကောင်စီအယောက်20ကျော်တည်ဆုံပြီးတော့လက်နက်22လက်ပေါ့နော် ဘလို့ဖြစ်လို့20သိပြီး52လက်ရတာလေပေါ့နော်အဲ့အကြောင်းနေလဲပါမယ်ပြီးတော့စစ်ကောင်စီပေါ့နော်ဒါမင်းပြင်းတို့တိုင်းချောင်းတို့အဲ့ဘက်ချမ်းမှာဒါတက်ဆွဲထားတဲ့စစ်ကောင်စီစစ်ကြောင်းနေပေါ့နော်စစ်ကြောင်းနေကိုရိတ်ခါလာပို့တဲ့ချိန်မှာရိတ်ခါရင်းနှန်းတွေကိုဖျက်တိုက်ခံရလို့အဲစစ်ကောင်စီဘလို့ဖျို့ဖျက်ဖြစ်ပြီးပြေးတယ်လဲဆိုတဲ့အကြောင်းနေလဲပါမယ်အားရကြတယ်တကယ်အားရစရာကောင်းလို့ပေါ့နော်အဲ့တော့သတင်းကောင်းအနေနဲ့ဒါကြောင့်အုတ်ရှစ်ပင်ကအကြောင်းအနေစလိုက်မှာပေါ့နော်အုတ်ရှစ်ပင်ဒါဆင်လန်ဘက်ကစစ်ကြောင်းနေထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကိုအေအေကထုံးစံအတိုင်းကြားဖြတ်ပြီးတိုက်ခိုက်တယ် ဂျာပြတ်တိုက်ခိုက်မှုတွေကဒါတော်တော်လေးပြင်းထန်တယ်ဗောနော်ဒါအခုနောက်ပိုင်းမှာအရခတ်တော် A ရဲ့တိုက်ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်စစ်ကောင်စီဘက်ကဘလို့မှမလူးတာမလွန့်တာပုံစံမျိုးတွေဖြစ်တယ်ဘလို့မှမခံနိုင်ဘူးအဲ့လိုပုံစံမျိုးတွေဖြစ်နေဗောနော်အာထိလိုက်ပြီးဟေးကွဲလိုက်ပြီးဟေးဟာစစ်ကြောင်းတွေဖြိုပြဲဖြစ်ပြန်ပြီးဟေးပြေးပြန်ပြီးဟေးဆိုတဲ့ဟာတွေကလုံးဝအတန်တွေကိုညံ့စီနေတာပဲဗောနော်အဲ့တော့အခုလည်းအဲ့လိုပုံစံမျိုးနဲ့တေဆုံးထိခိုက်တွေများပြားခဲ့တယ်အဲ့ဒီတဲ့င်းကိုကျွန်တော်ပြောမယ်ဗောနော်ဒါကပ္ပစာ6ကနေ ဆင်လန်ကြည့်ရဘက်ကိုစစ်ကောင်စီဘက်ကနေစစ်ကြောင်းနေထိုးလာတဲ့အတွက်အေတပ်ဖွဲ့တွေကအခုလိုမျိုးကြားဖြတ်ပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်။ဆင်လန်ကဒါဇက်တိုက်တက်လာတဲ့စစ်ကြောင်းတွေကိုအေကခြုံခိုးတိုက်ခိုက်ပြီးတော့ကြားဖြတ်တိုက်ခိုက်တာမျိုးတွေလှုပ်တဲ့အတွက်ပေါ့နော်စစ်တပ်ဘက်ကအထိနာနေတယ်။အဲခုနပြောတဲ့ အုတ်ရှိပင်မြို့ကပေါ့နော်အေးဒုက္ခတုတ်တန်ကိုလုံးဝစစ်ကားအကြီးအင်းနဲ့တက်လာတယ်စစ်ကားကြီးတွေတက်လာတယ်ဘာလို့လဲဆိုတော့တဂျိုဖို့ဆိုပြီးတော့ဒါလည်းသိရတယ်ပေါ့နော်ဒါကလည်းအားရစရာကောင်းတယ်စစ်ကားကြီးတွေနဲ့တက်လာလို့တော့အဲလုံးဝတိုက်မယ်ခိုက်မယ်လို့တော့မဟုတ်ဘူးပေါ့နော်လူတွေများလုံးလို့ဒီလိုတည်ပြီးတော့တဂျိုဖို့လို့သိရတာပေါ့နော်အဲ့တော့စစ်ကောင်စီကဒါဘကိုးတိုင်းအနောက်ချမ်းကကပ္ပစဆဲ့ုံနေစီကိုအေရဲ့ထိုးစစ်တွေမရောက်ဖို့အတွက်သူ့အနေနဲ့အသေးအံကာစီးနေရတဲ့ဟာတွေမြင်တွေ့ရတယ်ပေါ့နော်အဲ့တော့ညောင်ခြေောက်ကနေဒါဆင်လန်တခြားမှာ စစ်ကောင်စီဘက်ကကာကင်းစကန်နေလမ်းကြောင်းထိန်းစကန်နေအမြောက်များတိစောက်ထားတာတွေကိုလည်းဒါကြောင့်တွေ့ရတယ်အဓိကတော့ iPad ချမ်းတွေကိုသူ့အတွက်အသေးအံအနေထားဖြစ်နေတဲ့အခါမှာအခုလိုမျိုးကာကင်းစကန်နေထပ်ဆောက်တယ်တချို့အင်အားတွေထပ်ပြီးတော့ပေါင်းထဲတာတွေရှိတယ်တချို့နေရာတွေမှာလမ်းကြောင်းထိန်းပုံစံမျိုးနဲ့စကန်နေထပ်ပြီးတော့နေရာချတာတွေရှိလာတယ်ပေါ့နော်အဲ့တော့လက်တလောအခြေအနေမှာဒါညောင်ကျိုးဒေသဘက်မှာစစ်ကောင်စီဘက်ကလုံးဝရှစ်တိုးမရနောက်ဆုတ်မရဆိုတဲ့အနေထားဖြစ်နေတာအဓိကတော့ညောင်ကျိုးကိုသူတို့သွားကျင်တာပေါ့နော် အေကဒါဆင်လန်ကျေးရွာနားကနေအထိစောင့်ပြီးတော့ဗောနော်သူကရှစ်တိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကိုစောင့်ကြည့်ပြီးတော့တိုက်ခိုက်နေတာတွေတွေ့ရတယ်အစစ်ကောင်စီဘက်ကလည်းဇက်တိုက်ဆိုလိုဗောနော်အင်အားတွေဖြည့်လိုက်အေကကောက်စားလိုက်တဲ့လုံးဝသမင်မွေးရင်ကြားဆိုင်ရင်အနေထားကိုကြုံနေရတာဖြစ်တယ်အဓိကအေအားဗောနော်ဒါစစ်ကောင်စီစစ်ကြောင်းတွေကိုဂျားပြတ်တိုက်ခိုက်ခြင်းနဲ့ဒါအခွင့်တာတယ်ဆိုရင်သူကဂျားပြတ်တိုက်ခိုက်ုံနဲ့မကဘဲနဲ့ဗောနော်လုံးဝတံပြန်သိုးစစ်ကိုပါတချိန်နဲ့တပြိုင်နဲ့ဆောင်ရွက်တာတွေကအယံထိရောက်တဲ့ပုံစံတွေ့ရတယ်ဗောနော်အဓိကစစ်ကြောင်း တချို့နေရာတွေမှာသူစုပ်ပေးလိုက်တယ်စစ်ကြောင်းတွေထိုးလာထိုးလာပြီးဆိုတဲ့ခါကျမှအပိုင်းဝင်ပြင်းတယ်အဲ့ခါကျမှဖြိုပြင်းနဲ့ပြေးတယ်နောက်ကနေလက်ကျိတ်တယ်ကျိတ်ရင်ကျိတ်ရင်နဲ့ရှေ့တိုးသွားတဲ့နေရာတွေရှိတယ်တံပြန်တိုက်စစ်ပုံစံမျိုးတွေလှုပ်တယ်ဗောနော်အဲ့တော့စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အင်အားတွေလည်းဆုံးရှုံးရသလိုအချို့နေရာတွေကိုလည်းလက်လွတ်ရတဲ့အနေအထားတွေမြေပြင်မှာမြင်တွေ့နေရတယ်ဗောနော်အဲ့တော့အဲ့လိုလှုပ်ဆောင်နေတာကကြည့်ရရင်ဗောနော်ဒီကာဖဆာတွေအနာကို A ကကတ်ဖို့အတွက် အာနေ့စဉ်နဲ့မျှစူးစမ်းနေတယ်ဆိုတဲ့ပုံစံမျိုးတော့တွေ့ရတယ်။ဒါပေမဲ့အခွင့်အရေးရတဲ့အခါတိုင်းမှာစူးစမ်းရလို့ပြောရမှာပေါ့နော်။အဓိကတော့စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာတဲ့အထိစောင့်ပြီးတော့မှကိုသွတ်ကျိတ်နေတဲ့ပုံစံမျိုးအဲ့ဒါကတော်တော်လေးထိရောက်တဲ့အနေထားပေါ့နော်။အမြဲတမ်းကြီးသွတ်တိုက်နေလို့လည်းမရတဲ့ဟာကိုဒီသဘောတရားတွေမှာတွေ့ရတယ်ပေါ့နော်။အဲ့တော့ကပ္ပစ6ကနေအင်အားဖြည့်ဖို့ထုတ်လုပ်ထားတဲ့ခုနအင်အားတွေကပေါ့နော်။စင်လန်ကနေတဆင့်ညောင်ကျိုးပြီးဒီအဓိကတော့သူကညောင်ကျိုး ဲ့ညောင်ကျိုးနေရာကိုသူတို့ပြန်ရကျင်တာအဲ့ညောင်ကျိုးနေရာကအာဃာတက်တော်အေကတင်ပိုက်ထားတာ ဖြစ်တယ်အဲ့နေရာကိုပြန်ပြီးတော့ပို့ဆောင်နိုင်ဖို့အတွက်ကြိုးစားနေတာဖြစ်တယ်ဒါပေမဲ့လည်းဒီညောင်ကျိုးမရောက်ခင်ဒီဆင်လန်အနီးမှာပဲဖျက်တိုက်ခံရတယ်ဗောနော်အဲရှေ့လည်းမတိုးနိုင်ဘူးထိခိုက်သေးဆုံးမှုတွေများနေတယ်နောက်ပြန်ဆုတ်တော့လည်းနောက်ကနေလိုက်တိုက်တာခံရတယ် ဲ့လိုပုံစံမျိုးတွေကိုစစ်ကောင်စီဂျုံတွေ့နေရတယ်နောက်တစ်ခုကတော့ A ကနောက်ဆုတ်လိုက်လို့စစ်ကောင်စီကပြန်ပြီးနေရာယူထားတယ် point 63လုံးစကန်အဲအဲ့နေရာမှာပထမတစ်ချိန်တည်းကစစ်ကောင်စီကလဲလဲကွဲကွဲနဲ့ဒီစကန်နေရာကိုပေးရပြီးသားပါတော့ဒါပေမဲ့ A ကအဲ့နေရာမှာအထိုင်မဆွဲဘဲနဲ့ပြန်ပြီးနောက်ဆုတ်တဲ့အခါမှာစစ်ကောင်စီကအဲ့နေရာဝင်ယူတယ်အဲ့နေရာမှာလည်းအခုတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်တိုက်ပွဲတွေဖြစ်ပွားနေရတယ်ရှိတယ်။ညောင်ကျိုးနဲ့လေသာတောင်တကြောကိုပြန်လဲရယူဖို့အတွက်စစ်ကြောင်းထိုးနေတဲ့ဟာဖြစ်လို့ပေါ့နော်။ဒါဘရောင်းတက်တဲ့အတွင်းမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာရှိတယ်။စစ်ကောင်စီဘက်ကလာမယ့်ရွေးကောက်ပွဲကိုဒီတောင်ကုတ်ပေါ့နော်လက်လွတ်ထားရတဲ့တောင်ကုတ်မှာမှသူကလှုပ်ချင်တယ်ပေါ့အဓိကတော့တောင်ကုတ်အန်းဂွအတန်တွဲပေါ့နော်ဒီနေရာတွေကိုသူကရွေးကောက်ပွဲလုပ်မယ်လို့ကြွေးကြော်ထားတယ်ပေါ့နော်အဓိကဒီတောင်ကုတ်ပေါ့နော်အဲ့တောင်ကုတ်ကိုရွေးကောက်ပွဲလှုပ်ချင်တာဖြစ်တဲ့အတွက်ညောင်ကျိုးတောင်ကုတ်လမ်းကြောင်းကိုစိုးမိုးနိုင်ရေးအပြင်းထန်စူးစမ်းနေတာဖြစ်တယ်။ဒါပေမဲ့သူတို့ရဲ့စူးစမ်းမှုတွေကအရာမထင်ဘူးဖြစ်နေတာပေါ့နော်။အဲ့တော့အရခတတော် A ကရခိုင်ပြည်နယ်မှာပေါ့နော်ရခိုင်ပြည်နယ်လုံးနှိပါးကိုတိမ့်ပိုက်ထိချုပ်ထားနိုင်ခဲ့ပြီဖြစ်တယ် အဓိကဒီကြောက်ဖြူစစ်တွေမှန်အောင်ပေါ့နော်အဲဒီသုံးမျိုးတင်ပတ်ဖို့ကြံနေသေးတယ်ဆိုပေမဲ့လည်းလက်ရှိအချိန်ဒီမှာစစ်တွေနဲ့ကြောက်ဖြူမှာပါတိုက်ပွဲတွေတစတဲ့တစပို့ပြီးတော့ပြင်းထန်လာနေတာတွေ့ရတယ်အဲစစ်ကောင်စီကဒီကြောက်ဖြူနေရာစစ်တွေနေရာဓာရီကိုမကြဖို့အတွက်ဒီနေရာတွေမှာသူ့ရဲ့ပထမပိုင်းလှုပ်ခွင့်ရဖို့ရွေးကောက်ပွဲလှုပ်ခွင့်ရဖို့အတွက်ကိုအစဉ်တစိုက်စူးစမ်းနေတာဖြစ်တယ်ဒါကြောင့်မလို့ဒီကြောက်ဖြူမှာလည်းပေါ့နော်အင်အားဆက်ပြီးတော့ဖြစ်တင်းတာတွေရှိလာတယ်ဒီကြောက်ဖြူကနေမှတဆင့်သူအင်အားချက်ထွင်ပြီးတော့ပေါ့နော် ဒါပိုင်တဲ့နေမြေထပ်ပြီးတော့သူထိ ंछ ုံနိုင်မဲ့နေမြေတွေထပ်ပြီးတော့တိုးပြီးတော့ယူကျင်တာကြောင့်မလို့စစ်ကောင်စီအင်အားတွေထပ်ပို့နေရတယ်ဆိုပြီးတော့လည်းသိရတယ်အဲ့တော့အဓိကတော့ဒီစစ်တွေကြောက်ဖြူမန်အောင်မှာကြောက်ဖြူကိုသူပို့ပြီးတော့အင်အားတွေပို့နေတာတွေတွေ့ရတယ်ဒီရက်ထဲမှာပေါ့နော်လက်ရှိကြောက်ဖြူဆိုရင်စစ်ကောင်စီဘက်ကအင်အားကအင်အား900လောက်တောင်ထပ်ပြီးတော့ပို့ထားတယ်ဒါတမတစ်တစ်ကတန်ရင်းတွေကနေပြီးတော့ထုံထုတ်ပြီးတော့ရေချောင်းကနေပို့ထားတယ်ဆိုပြီးတော့သိရတယ်အင်အားပို့ရတယ်လို့အင်အားထပ်ဖြစ်ရတယ်လို့ဆိုတာတေချာတယ်မလောက်လို့ပဲ ဟုတ်တယ်မလောက်လို့သူလောက်ချင်တဲ့စီရေးရှိမှန်းချက်မှာအတုံးပြုတ်မဲ့အင်အားမလောက်ငါလို့ထပ်ပို့ရတာအဲ့လိုထပ်ပို့ရတဲ့တက်တွေကလည်းကြည်လာရန်ကွာတက်တယ်ဒီလိုမျိုးပေါ့နော်အဝေးကနေပြီးတော့သူပို့နေရတဲ့ပုံစံမျိုးတွေမြင်တွေ့နေရတယ်အနီးနားဘက်ဝန်းကျင်မှာရှိတဲ့သူ့ရဲ့တက်တွေအင်အားတွေကလည်းလုံးဝမလောက်ငါတဲ့အနေအထားကိုမြင်တွေ့နေရတယ် ရေချောင်းကနေမှတဆင်ပို့ရတယ်။ကုန်းချောင်းကနေပို့လို့လည်းမလွယ်တဲ့အနေထားပေါ့နော်။ဒါပေမဲ့လည်းဒီလိုမျိုးအင်အားပို့ရဲဆိုတာကသူနောက်ထပ်စီးရေးရင်မှချက်တစ်ခုလောက်ချင်တာလေဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူလာပြီးတော့တိုက်ခံနေရတဲ့တောက်လျှောက်မှာသူလုံးဝခံချဖို့အတွက်မဖြစ်နိုင်ဘူးဆိုပြီးရင်သူကတခြားနေရာတွေကိုတင်ပြရရဖို့အတွက်ကိုအင်အားတွေထပ်သုံးမဲ့သဘောတော့မြင်တွေ့နေရတယ်ပေါ့နော်။ဒါပေမဲ့လက်ရှိမြေပြင်မှာတော့သူ့ရဲ့စီးရေးရင်မှချက်ကဘယ်နေရာမှကိုမပြည့်ဝဘူးဖြစ်နေတာပေါ့နော်။အဲ့တော့ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းမင်းပြင်းရင်းနှံတောင်းပြီးရင်ဂေါ်တူး ပြီးရင်ဒါဒီကြေးရတဲ့အနီးမှာတိုက်ပွဲတွေပြင်းထန်နေတာရှိတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာကိုပဲအာခတ်တော်အေကဒါစစ်ကောင်စီထိန်းချုပ်ထားတဲ့ဒီတိုင်းချောင်းဆယ်ပေါ့နော်ပြန်ပြီးထိန်းချုပ်ထားတဲ့တိုင်းချောင်းဆယ်အဲ့တိုင်းချောင်းဆယ်ကိုပြန်ပြီးတိုက်ခိုက်ခဲ့တာရှိသလိုအဲ့နားပတ်ဝန်းကျင်အနီးနားမှာရှိတဲ့စခန်းတွေကိုလည်းတင်ပိုက်နိုင်ခဲ့တာရှိတယ်ပေါ့နော်တင်းစီနိုင်ခဲ့တာရှိတယ်အတိုင်းချောင်းနဲ့မင်းပြင်မှာတက်ဆွဲတဲ့စစ်ကောင်စီစစ်ကြောင်းတွေရှိတယ်အဲစစ်ကောင်စီစစ်ကြောင်းဒါမင်းပြင်ကနေဖြတ်ပြေးတဲ့ကောင်တွေလည်းဖြစ်မယ်ပေါ့နော်အဲသူကတိုင်းချောင်းရောမင်းပြင်ရောကိုသူက နှစ်ခုလုံးစစ်ကြောင်းထိုးခဲ့တာပေါ့နော်အဲအဲ့မှာအခြေအနေမလှဘဲနဲ့မင်းပြင်မိုးလေဝသ radar scan ကိစ္စဆိုရင်လုံးဝအော့အောင်းနေဖြစ်သွားပေါ့နော်အားရစရာကြီးပေါ့နော်တချင်းနေတာပါလောက်တာပေါ့နော်အဲအဲ့လိုပုံစံမျိုးဖြစ်သွားပြီးနောက်မှသူကမင်းပြင်မှာအခြေချတဲ့ဟာတွေရှိတယ်အဲတိုင်းချောင်းမှာအဓိကတော့တိုင်းချောင်းရွာမှာခြေချတာပေါ့နော်အဲအဲ့လိုမျိုးခြေချတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုရိတ်ခါလာပို့တဲ့စစ်ကြောင်းအဲ့ဒီစစ်ကြောင်းကိုအာကတက်တော် A ကထုံးစံတိုင်းမှာဂျားကနေဖြတ်ပြီးတော့တိုက်လုံးဝတကယ်ကောင်းမွန်တဲ့တိုက်ခိုက်မှုတွေလို့ပြောရမှာပေါ့နော် ။ဘာကြောင့်လဲဆိုတော့ဒီရိတ်ခါလာဖို့လဲဆိုတဲ့ကသူတို့တွေငငပြပြဖြစ်နေလို့သူရဲ့ဆေးရည်မှန်းချက်ကလည်းမပြည့်ဝသေးတဲ့ခါကျတော့ဆက်ပြီးတော့တိုးခိုင်းမှုဆက်ပြီးတော့တိုက်ခိုင်းမှုအတွက်ကိုဒီလူတွေစားဖို့အတွက်ရိတ်ခါပို့ပေးရမယ်။အဲ့တော့မင်းတို့သွားပို့ကြည့်ဆို။အဲအဲ့လိုမျိုးပို့ခိုင်းတဲ့ချိန်ကျမှလာတဲ့ရိတ်ခါရင်တိုင်းကိုဖျက်ကျိတာ။အိုးအိုးတကယ်အားရစရာကောင်းတယ်ပေါ့နော်။အဲ့တော့ဗါလဲဆိုတော့အလောင်း၁၀လောင်းနဲ့လက်နက်ခဲရည်ရတဲ့အပြင်ရိတ်ခါတုပ်၂၀ကျော်လောက်ပါအခက်တက်တော့ကတင်းစီနိုင်ခဲ့တယ်။ကွေးကောက်နေပြီဦးကောင်းနေ။ ရိတ်ခါလာဖို့ရပါဆိုနေမှာရိတ်ခါဖို့တဲ့ကောင်မှာရိတ်ခါဖြစ်သွားတယ်အဲ့တော့ဒါစစ်ကောင်စီဘက်ကဘလောက်ထိဖြိုပြဲဖြစ်သွားလဲဆိုတော့အလောင်းတွေထားပြီးပြေးတယ်တဲ့တချို့ကဒံယာကြီးတွေနဲ့ပြေးတယ်တဲ့အဲပြောရရင်ဒါလမ်းမှာတည်တဲ့ကောင်တွေရှိအောင်ပါပေါ့နော်အဓိကကတော့ဒါစစ်ကောင်စီကဒါလုံးဝစစ်ဦးကျွန်နေတဲ့အနေအထားမျိုးတွေတွေ့ရတယ်အေကလည်းလုံးသူတို့ရဲ့ဒီအခုနောက်ပိုင်းပုံစံတွေကစစ်ကောင်စီကိုအမဲ့ချွေချွေတဲ့ပုံစံမျိုးတွေပိုလုံနေတာတွေ့ရစစ်ကောင်စီရဲ့လောက်ရခံရခက်မဲ့အနေအထားမျိုးတွေကြည့်ပဲအားခတ်တတ်တော့အေက အဲဖန်တီးနေတာမျိုးတွေတွေ့ရတယ်ဗောနော်အခုသွားဒီလှုပ်ရှားမဲ့စိတ်ကြောင်းကိုသူရိတ်ခါဖြည့်ပြီးမှာအဲ့ဒီရိတ်ခါဖြည့်တဲ့ဟာကိုဖျက်တိုက်လိုက်တော့ဟိုလှုပ်ရှားမဲ့စိတ်ကြောင်းဘာလို့လို့လောက်မှန်းကတော့မသိတော့ဘူးအဲ့မှာဘေးနာကအရွက်တွေသာခူးစားတော့ဒီကောင်းနေမြေကြီးတွေကောက်စားတော့အဲ့လိုအနေထားဖြစ်သွားပြီဟာအဲ့ကျတော့သူတို့မှာဒီဒီလိုမျိုးဗောနော်စိတ်တက်ပိုင်းအရာဆိုရင်တော်တော်လေးပျက်စီးသွားမဲ့အနေထားဗောနော် ဲ့တော့ဒီလိုမျိုးရင်နှန်းတွေကိုဖျက်တိုက်နေပြီဆိုရင်သိကြတယ်အဲခုနတက်ဆွဲထားတဲ့ကောင်တွေလည်းဒါပိတ်မိနေတဲ့အနေထားတွေတေချာပေါက်ဖြစ်လာတော့မယ်ပေါ့နော်အဲဒါအပြင်ကိုမှနောက်ထပ်သတင်းရှိသေးတယ်အဲ့ဒါပါလဲဆိုတော့နောက်ထပ်အင်အားပြုံးတိမှုတွေများနေတဲ့နေရာနောက်တနေရာပေါ့နော်အဲ့တနေရာကိုလည်းစစ်ကောင်စီကအင်အားထပ်ပြီးဖြစ်တင်းရရှိတယ်အဲ့ကောင်တွေတို့စိတ်ပူတယ်ပေါ့အမ်ဗရန်လန်အဲ့ဒါအမ်ဗရန်လန်ဘောကစစ်ကောင်စီတပ်တွေကိုအဲစစ်ကောင်စီဘက်ကပေါ့နော်အင်အားထပ်ပြင်းနေတာရှိတယ်အဓိကဂုံကြီးနဲ့ပစီကြီးဘက်ပေါ့နော်အဲ့ဘက်ချမ်းတွေကိုသူတို့အင်အားဖြည့်တာအမှန်တော့အဲ့စစ်အင်အားတွေကသူက နဲ့ရကန်ဒါကဘာပြက်ကဘာလုံးပြက်စကန်းကိုပို့ခြင်းတာကဘာလုံးရံပြက်သွားပြီဘင်းခံလိုက်ရပြီဗောနောပြိုကျသွားပြီအဲစကန်းကိုသူပို့ခြင်းတာဗောနောအဲ့တော့အဓိကဗစီနဲ့ဂုံကြီးမှာသူတို့မထိုးဖောက်နိုင်တဲ့အတွက်အဲ့နေရာကိုထိုးဖောက်လို့ရအောင်ထပ်ပြီးတော့အင်အား400 400ထပ်ပို့ခဲ့တာဖြစ်တယ်အဲအဓိကတော့အင်အားပို့တယ်ဆိုတာထက်ထပ်သေးဖို့လာတယ်လို့ပြောရင်တော့ပုံမှန်လိုက်မှာဗောနောဒီအင်အား400ခန့်ရှိတဲ့ဒီစစ်ကြောင်းတွေကရှေ့မှာဗောနောဒီအားတစ်ခုတည်းနေမဟုတ်ဘူးရှေ့မှာအဲ့လိုမျိုးပဲယာကနန်းယာကနန်းနေကြီးပဲစစ်ကြောင်းတွေ စစ်ကူပို့ခဲ့တာရှိတယ်ဒါပေမဲ့လည်းအခုလိုပဲအင်အားတွေဖြည့်လိုက်စစ်ကြောင်းထိုးလိုက်စစ်ကြောင်းပြက်ပြီးဖြိုဖျက်နဲ့ပြေးလိုက် A ကလိုက်တိုက်လိုက်သေးလိုက်ဒဏ်ရာရလိုက်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တန်တရာလဲနေတာပေါ့ဗျာအဓိကတော့ဒီကုတ်ကြီးပစီဒီနီယာနှစ်ခုလုံးကိုသူတို့မကြုံနိုင်တဲ့အနေအထားဖြစ်နေတယ်အဲဒီဇင်ဘာ3ရက်နေ့မနက်ဒီရိုးပေါ်ပေါ့နော်ဒါစင်ပြုံးကြေးရွာဘက်ကနေပြီးတော့ထွက်သွားတဲ့ခုနစစ်ကောင်စီရဲ့အင်အား၄၀၀ပေါ့နော်စစ်ကူတွေအတွက်ကျွန်တော်တကယ်စိတ်ဖူပါတယ် ်ဘယ်လောက်တည်ပြီးတော့ဘယ်လိုပြေးအောင်လဲဆိုတာကိုကျွန်တော်တို့နားဆွင့်ရအောင်ပါပေါ့နော်ပြီးတော့ကျွန်တော်တို့လိုပဲသူတို့ရဲ့မိသားစုတွေလည်းစိတ်ပူရင်ပူနေမှာပါပေါ့နော်ဘာကြောင့်လဲဆိုတော့အားခါတက်တော့အေရှိတဲ့ဘက်ကိုစစ်စင်ရေးထွက်ရပါမယ်ဆိုရင်တို့ပဲသူတို့ဘက်ကစစ်သားတွေရဲ့အနေထားဘယ်လိုဖြစ်နေလဲဆိုတော့လုံးဝအဲအရင်တော့ဒဏ်ရာဟောင်းတွေပြန်ပေါ်လာတယ်အယိုးတွေကရားတယ်ဆိုတာဖြစ်တယ်ပေါ့နော်လုံးဝရှာဖွေလို့မရတဲ့စမ်းသပ်လို့မရတဲ့ယောဂါတွေအမျိုးမျိုးပေါ်လာပြီးတော့ဆေးရုံဆေးကန်တက်ဖို့ပြင်နေကြတဲ့ဟာတွေနှိရှိလာများဆေးရုံဝနေရဖို့အတွက်ပြင်နေကြတဲ့သူတွေကအများကြီးရှိတယ်။အ အဲ့ဟာအဖြစ်အပျက်မှထွက်ပြေးတာတွေတတ်ထဲမှာလက်ရှိဘလို့ဖြစ်နေလဲဆိုတော့စစ်စင်ရင်ထွက်ရမယ်စစ်စင်ရင်ထွက်ရမယ်ဆိုရင်တော့မှပဲလိုအပ်မှာပြောတာဆိုပြီးတော့သိရအကြီးပိုင်းတွေလောက်ပဲပြောတယ်အဲအောက်ခြေပိုင်းပေါ့နော်ဒါစစ်သားတွေအရာရှိအခြားစင်ဒါအောက်ခြေပိုင်းတွေကိုကြာရင်မပြောတော့ဘူးပေါ့နော်မပြောတော့ဘဲနဲ့ထွက်ပြီးဟေးဆိုတဲ့ခါကျမှတန်းစီပြီးကောက်တင်သွားတာရှိတယ် ်လက်နက်တိုက်ထဲကနေပြောဒါရာရှိအပိုင်းတွေကပေါ့နော်ဒီလက်နက်ခဲရန်တွေကိုဘသူကပါတနာဘသူကပါတနာဆိုတဲ့ဟာတွေကိုထုတ်ပြီးတော့ကားပေါ်မှာတင်ထားတဲ့ပုံစံမျိုးတွေကဆိုတာလှုပ်တယ်ဆိုပြီးတော့လည်းသိရတယ်ပေါ့နော်တချို့ကျတော့စစ်စင်ထွက်ရမယ်ဆိုတာသိတယ်ဘယ်ဘက်ထွက်ရမယ်ဆိုတဲ့ဟာမျိုးမပြောဘူးလောကအရာရှိပိုင်းတွေတောင်မပြောဘဲနဲ့ထားတဲ့ဟာမျိုးတွေသိတယ်ဘာကြောင့်လဲဆိုတော့ထွက်ပြေးကြမှာဆိုလို့ဆိုပြီးတော့သိရအဲ့တော့စစ်ကောင်စီဘက်ကစစ်သားတွေရဲ့စိတ်ဓာတ်အခြေအနေကိုဒါသိအောင်ပြောပြတာပေါ့နော်အခုနောက်ပိုင်းတို့စစ်ရင်ရာတွေထပ်ဖြည့်တယ်ဘာတွေဖြည့်လဲပါစာတွေဖြည့်တယ်ပါစာတွေထောင်းထဲချပြီးတော့ဖြည့်တယ်ဗျာ ဒါပေမဲ့အိုက်ပါစာတွေကအစပေါ့နော်တက်တောင်မှမရောက်သေးဘူးလမ်းနေထွက်ပြေးတဲ့အဖွဲတွေရှိတယ်ဆိုပြီးတော့လေသိရတယ်ပေါ့နော်အဲဒါကြောင့်မလို့ခုနလိုမျိုးရိုးဘော်ကိုတက်သွားပါလေဆိုတော့စိတ်ရင်အားတွေတွဲကျွန်တော်ကတော့စိတ်ပူလေပေါ့နော်စိတ်ပူလေမသိမှစိတ်ပူလေအဲ့တော့သူတို့ရဲ့မိသားစုရဲ့အနေနဲ့လည်းဆူတောင်းနေပါပေါ့နော်ငါးယောက်ကြတော့မသေးပါစေနဲ့သူယောက်ကြပဲသေရင်သေပါဘူးအဲ့တော့ဗစီနဲ့ဂုတ်ကြီးကိုမထိုးပေါက်နိုင်လို့ဒီလိုမျိုးအင်အားတွေထပ်ဖြည့်တာစောစောကကျွန်တော် ပြောတဲ့လိုပဲပေါ့နော် အဓိကတော့ရှေ့မှာထိုးတဲ့အင်အားတွေမလောက်လို့အခုလိုမျိုးပဲအင်အားတွေထပ်ပို့ရတာဖြစ်တယ်အဓိကတော့နေရကန်ကဘာလုံးပြတ်စခန်းနေရာကိုစစ်ကူပို့ခြင်းတာဒါပေမဲ့ကုတ်ကြီးနဲ့ပစီကိုမကြော်နိုင်ဘူးဖြစ်နေတာပေါ့နော်အဲလူလက်နဲ့ခဲရန်အကုန်လုံးပေါ့နော်အဲ့ဒါတွေကအခုဆိုရင်ဒါစစ်ကောင်စီဘက်ကပို့မလောက်တွေဖြစ်နေတာပို့မလောက်စစ်ကြောင်းပို့မလောက်ခဲရန်ပို့မလောက်ရိတ်ခါအဲ့လိုပုံစံမျိုးတွေဖြစ်နေတယ်တေဆုံးနေလည်းများတယ်ထွက်ပြေးတာတွေလည်းများတယ်ပြီးခဲ့တဲ့ရက်ပိုင်းမှာကိုပဲပေါ့နော်စစ်ကောင်စီကဒီခုနကဘာလုံးစခန်းနေရာကို ဒါလေချောင်းကနေပြီးတော့ဒါရိတ်ခါလုပ်တွေချပေးတယ်ခဲရံတွေချပေးတယ်ဒါပေမဲ့အာခတ်တက်တော်အေကအတ္တာကိုပဲတီးသန့်စောင့်ပြီးတော့ကျုံးနေတာလက်နဲ့ကြီးနေဟာအဲ့လိုမျိုးတွေကျုံးနေရလို့အခုထိခိုက်သူတို့ဘက်ကရှိတယ်ဆိုပြီးတော့သိရပြန်တယ်ပေါ့နော်ဒါဟာလဲအာရစရာကောင်းတယ်ပေါ့နော်ဒီဖြစ်စဉ်ကတစ်ခါတည်းမဟုတ်နှစ်ခါသုံးခါဖြစ်နေပြီစစ်ကောင်စီဘက်ကအဲ့ဟာကိုမပြင်းစင်နိုင်ဘူးဖြစ်နေတာပြင်းစင်လို့လည်းမရဘူးဖြစ်နေတာအာခတ်တက်တော်အေအုံပြူတဲ့နီလန်းတွေကအရန်ထိရောက်နေတာမြေပြင်မှာစစ်ကောင်စီအနေနဲ့ဒါကိုဘလို့မှပြင်းစင်လို့မရဘူးဖြစ်နေတာဖာထိလို့မရဘူးဖြစ်နေတာ အခုစစ်ကြောင်းနေပို့တယ်တောက်လျှောက်ပို့တာပဲမြဲတမ်းပို့တာအင်အားတွေပို့တာမနေဦးတော့အဲ့ဘက်မှာတည်တာအပို့ပို့ရဟာအကုန်လုံးကိုမလောက်ဘူးဖြစ်နေသူတို့ပို့သမျှအင်အားကသူတို့အတွက်စီးရေးချိန်မှန်းချက်ပြည့်ဝအောင်လှုပ်ဆောင်မပေးနိုင်တဲ့အနေအထားတွေဖြစ်နေတာအဲ့လိုဖြစ်အောင်လဲအေရဲ့နီးပြူအရကောင်းလွန်နေတာပေါ့နော်အဲ့တော့သူတို့သွားတိုင်းမှာဒီနေရာရောက်ရင်ငါတို့ဖျက်တိုက်ခံရမယ်ဆိုတာတည်တယ်တည်တယ်သွားတယ်ပြင်ဆင်သွားတယ်အမျိုးစုံနဲ့လှုပ်သွားတယ်ဒါပေမဲ့လည်းအဲ့နေရာရောက်တဲ့ခါမှာတေချာပေါက်ဖျက်တိုက်ခံရတယ်တေချာပေါက်တည်တယ်တေချာပေါက်ထွက်ပြေးရတယ် အာလုံးဝစင်နီးပြွာနဲ့ပတ်သက်ရင်ပေါ့နော်အာကတ်တော် A ကစစ်ကောင်စီကိုကောင်းကောင်းကြီးအပြုတ်နှံတာအတန်ကိုမထွက်နိုင်ဘူးခေါင်းကိုမထောင်နိုင်ဘူးဆိုတဲ့အနေအထားတွေဖြစ်နေတာပေါ့နော်အဲ့တော့ဒီဥစ္စာတွေကတကယ်အားရစရာကောင်းလို့ခုလိုမျိုးဝေမျှပေးတာဖြစ်ပါတယ်နောက်ထပ်သတင်းကောင်းတစ်ခုရှိပါတယ်အဲ့ဒါက Rigor ပေါ့နော်အဲ Rigor ကသတင်းကောင်းအဲ Rigor ကုန်းပေါင်းကြီးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီကိုတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်က20တည်တယ်လက်နက်22လက်ရရှိခဲ့တာဖြစ်တယ် ပေနီပြည်နယ်ဒီစစ်ကောင်စီဝင်ကြီးချုပ်ပေါ့နော်အဲဝင်ကြီးချုပ်ကိုယ်တိုင်ကရွေးကောက်ပွဲကာလလွန်ကျိုးရေးကိုဂရုစိုက်ဖို့ဘာညာတရကအဲ့လိုမျိုးထပြောပြီးနောက်ပိုင်းမှာအခုလိုမျိုးအထိနာတဲ့သတင်းကတိုက်တိုက်ဆိုင်ဆိုင်ထွက်ပေါ်ခဲ့တာဖြစ်တယ်ပေါ့တိုက်တိုက်ဆိုင်ဆိုင်တော့မဟုတ်တပ်ဖွဲ့တွေတိတိဆိုင်ဆိုင်ကိုပြင်းလိုက်တဲ့ပုံစံမျိုးပေါ့နော်ဘိုးဘက်ကလွန်ကျိုးရေးဂရုစိုက်ပါလို့ပြောနေတော့မှရှိသေးတယ်ရော့ကွာမင်းတို့ဂရုစိုက်ခြင်းဦးဆိုပြီးတော့ခြံထုတ်လိုက်တဲ့ဟာကအခုအယောက်20သေးပြီးတော့22လက်ရတယ်အဲ့တော့လိုက်ကောမြို့နယ်ကုံပေါင်းကျေးရွာကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကိုဒေါ်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနင်္လာနေပြီးတော့ကြားပြပြီးတိုက်ခိုက်ခဲ့တာဖြစ်တဲ့အဓိကခြုံခိုးတိုက်ခိုက်တာပါဗျာရုတ်တရက်ရုတ်ကြီးလျှက်တစ်ပြက်အဲဒါမျိုးပုံစံမျိုးတွေကိုကောင်းကောင်းတုံးချပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်တယ်အဲဒီတိုက်ခိုက်မှုတွင်မှာစစ်ကောင်စီဘက်ကအယောက်20သေဆုံးတယ်လက်နက်22လက်ရခဲ့တယ်တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်နဝင်ချိုဆုံးဟာပေါ့နော်ဒေါ်လိုင်းရဲဘော်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တာဖြစ်တယ်ယောက်20ကျော်ကြီးတည်အောင်တတ်နိုင်ခဲ့တဲ့အပြင်ကုတ်တပ်ဖွဲ့တွေတယောက်မှထိခိုက်မရှိဘူးပေါ့နော်ပြီးရင်လက်နက်ခဲရန်ဒါ22လက်ရခဲ့တယ်အားရစရာကောင်းတယ်ပေါ့နော်လုံးဝ ြည့်စုံတဲ့အောင်မြင်မှုဖြစ်သွားတယ်စစ်ကြောင်းနှစ်ကြောင်းနဲ့ရွာထဲကိုထိုးလာတာတဲ့အဲ့ဒီထဲကအဓိကစစ်ကြောင်းအင်အား90လောက်ပါတဲ့စစ်ကြောင်းကိုချေမိုးနိုင်ခဲ့တာပါတဲ့တနက်က22လက်ရတယ်စစ်ခွေးဘက်က20နီးပါးတည်ဆုံးတယ်စစ်ခွေးစစ်ကြောင်းကဒါလင်းဖုန်ကြီးရွာကနေပြီးတော့ထွက်လာတာဖြစ်တယ်သူကကိုရီခံစစ်ပြင်ထားတဲ့ရွာကိုဝင်တိုးတာတဲ့ ချင်းမိုးရင်းနဲ့ drone နဲ့ပေါင်းပြီးတော့ပြန်တွေ့ခဲ့တာပါတဲ့အဲလက်ရှိမှာစစ်ကောင်စီကဒီစစ်ကြောင်းကပေါ့နော်အဲလင်းဖုံကျွေးရတဲ့မှာပဲရှိပါသေးတယ်ပေါ့နော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပေါ့နော်စစ်ကောင်စီဘက်ကစစ်ကြောင်းတွေထိုးဖို့ကတော့အမြဲတမ်းလုပ်နေတာပဲတပ်ဖွဲ့တွေကလည်းဒီဥစ္စာကိုသတိရှိရှိနဲ့လှုပ်ဆောင်နိုင်နေတာဖြစ်တယ်ပေါ့နော်အဲဒါကမြေပြင်မှာဆိုရင်ဒါလုံးဝဘလိုပြောမလဲမျက်နှာချင်းဆိုင်အနေထားအတိဖြစ်နေတာပေါ့နော်အဲ့ဘက်အချမ်းနေမှာဒါကရင်နီပြည်နယ်တွေကတိုက်ပွဲတွေကတကယ်ကြမ်းကြမ်းတမ်းတမ်းနေဖြစ်နေတဲ့အနေထားပေါ့နော်ချိုးဖြစ်စင်နေဆိုရင်ဒါကြောင့်အဲ့ဘက်က ဒါဥဆောင်တဲ့သူတွေနဲ့ကျွန်တော်စကားပြောပြီးတော့ဟိုနေ့ကလည်းဖြစ်စဉ်လေးတခုပြောပြတာဗောနော်ဘယ်လောက်ထိနီးကပ်နေကြပြီလဲဆိုတော့ဗောနော်သူ့ဘက်ကလည်းတိုးကိုယ့်ဘက်ကလည်းတိုးဆိုတဲ့ပုံစံမျိုးတွေနဲ့ချနေကြတဲ့အနေထားကဘလောက်ထိကတ်နေပြီလဲဆိုတော့အခုဆီအဖွဲတွေစီရေးလှုပ်ရှားဖို့အတွက်ဒါမနဲ့အစောထပြီးတော့တွားရချင်းမှာစစ်ခွေးကောင်းအောင်တက်နေမိတာစစ်ခွေးကောင်းအောင်တက်နေမိတာဒီကောင်မျက်တည်နဲ့ဖုန်းပြီးအိတ်နေတဲ့ကောင်ရဲ့ခေါင်းအောင်တက်နေမိတာအဲ့ခါကျမှစစ်ခွေးမှန်းတည်တာအဲ့မှာကင်ထုတ်လိုက်တယ်ပေါ့နော် ။ဟိုကသူကသူဘာဖြစ်လို့ဖြစ်ရအရှင်မူဒုနဲ့ဘာဖြစ်လို့ဖြစ်သွားမှန်းတော့သိမှာမဟုတ်ဘူးပေါ့နော်။အဲ့လိုပုံစံမျိုးအထစ်ကိုဒါမြေပြင်မှာဒါရင်ဆိုင်တိုက်ပွဲတွေဖြစ်နေကြတာရှိတယ်ပေါ့နော်။အဓိကတော့မြေပြင်ကတိုက်ပွဲတွေတကယ်ကိုကြမ်းတမ်းခတ်ထားပါတယ်။ဒေါ်လိုင်းတက်ဖွဲ့အနေနဲ့ပေါ့နော်။စစ်ကောင်စီလိုမျိုးအဖက်ဘက်ကနေပြေဆုံနေပါတယ်ဆိုတော့ကောင်တွေကိုဒါတံပြန်တုံပြန်တိုက်ခိုက်နေရတာဖြစ်တဲ့အတွက်လိုချက်တွေလည်းအများကြီးရှိတာပေါ့နော်။အဲ့တော့တက်ဖွဲ့တွေကအဓိကပြဿနာကလက်နက်ခဲယမ်းမပြေဆုံတာပဲ။တကယ်သာအဲ့ဒါတွေပြေဆုံကြည့်စစ်ကောင်စီကို ဆယ်ယောက်တယောက်ပေးပြီးချလို့ရတယ်အဲ့လိုပုံစံမျိုးအဲတကယ်လဲစွမ်းဆောင်ရင်ပြည့်သွားတဲ့အဖွဲ့ကြီးဖြစ်တဲ့အတွက်ကိုကြီးပေးကြဖို့ဒါတောင်းဆိုချင်တယ်ပေါ့နော်အဲ့တော့ခုနကဖြစ်စင်ပါဆိုရင်လူက20ပဲသေးတာတနက်က22လက်ရတယ်ဘယ်ကောင်2လက်ကင်တာလဲကျွန်တော်ဘယ်ကောင်2လက်ကင်တာလဲဟိုအတူတစ်လက်ရှိတစ်လက်ဆိုရင်တော့ထားလိုက်ဒါရာရှိပိုင်းနေကင်နေဟာလေပေါ့နော်အခုက20ကျော်သေးတယ်ဒါပေမဲ့20ပေါ့နော်20သေးတယ်ပေါ့နော်အလောင်း အဲအဲ့ဟာဦးမဒါ22လက်ရတယ်ဆိုတော့ဒါတွက်ကြည့်ဗျာစစ်ကောင်စီဘက်ကတိုက်ပွဲဖြစ်ပြီဆိုတဲ့အချိန်မှာလက်နက်တွေပါထားပြီးတော့ထွက်ပြေးတဲ့သူတွေရှိတယ်ဟောနော်အဲ့ဒီကတန်ရရဝါတဲ့ကောင်တွေကိုဆွဲတဲ့ခါမှာလက်နဲ့ကြံခဲ့တာလည်းဖြစ်ကောင်းဖြစ်မယ်အခုနောက်လို့ဖြစ်ပြီးဆိုတဲ့ခါကျရင်အာမသိတော့ဘူးကွာထားခဲ့တော့လွတ်ပြခဲ့တော့ငါတို့လည်းပြေးပြီဆိုတဲ့ပုံစံမျိုးနဲ့ထွက်ပြေးကြရတဲ့သူတွေလည်းရှိတယ်အဲ့ဒါတကယ်ရှိတယ်နော်တကယ်ရှိတယ်ဒီကောင်တွေရဲ့ယူနီဖောင်းအောက်ထဲမှာရက်ဝတ်တွေခံဝဲထားတာရှိတယ် ်ဘောင်းမီတိုတွေပါတယ်အာဇာဘောင်းမီတွေကစပါနော်အဲ့လိုမျိုးခံဝေထားတာရှိတယ်တကယ်တကယ်တိုက်ပွဲဖြစ်ပြီးဆိုတဲ့ခါကျရင်အောက်ကဖနက်တွေပါတယ်ချွတ်အဲချွတ်ဆိုညက်ဖနက်နဲ့ပဲသွားအဲ့လိုမျိုးပုံစံချွတ်ပြီးတော့ပါနော်အပေါ်ယူနီဖောင်းတွေချွတ်တနက်တွေလွတ်ပြစ်ပြီးတော့အရက်သားပုံစံမျိုးဟန်ဆောင်ပြီးတော့ထွက်ပြေးတဲ့ကောင်တွေတကယ်ရှိကိုရှိတယ်အဲ့ရှစ်ဖြစ်စင်နေမှာလည်းရှိတယ်အခုလက်တလောလည်းရှိအဲ့လိုမျိုးနဲ့ဖမ်းပြီးတဲ့စစ်ကောင်စီစစ်သားတွေလည်းရှိတယ်ပါနော်အညာဘက်မှာရှိတယ်ဒါကျွန်တော်မေးရတဲ့အချိန်မှာအဲ့လိုဟာရည်ကြဟာတအနေနဲ့ပါဗျာအဲ့လိုပုံစံမျိုးနဲ့မိလာတဲ့ကောင်တွေလည်းရှိတယ်ပေါ့နော်ဟိုရှေ့ဒါဖြစ်စင်ပါဆိုလဲ ။ဒါကျွန်တော်ပြောခဲ့ဘူးတဲ့ဒါမမရမမမြုံမလားမသိဘူး။ဒါမီးသွေးဖုတ်တဲ့ဖွေကြီး။စကောင်းစီဘက်ကမီးသွေးဖုတ်တဲ့ဖွေကြီးပေါ့နော်။အဲအိတ်ထဲမှာပါတဲ့ပစ္စတိုပေါ့နော်။အတူလေးကိုအိတ်နဲ့လုံးပြီးတော့ဖုတ်ဆိုပြီးတော့ခြုံထဲကိုလွတ်ပြစ်လိုက်ပြီးတော့မီးသွေးချင်းနဲ့ဝင်တိုင်းနေတာပေါ့။အဲ့ပြမလုံးနေရလဲဆိုကျွန်တော်မီးသွေးဖုတ်နေရပါသေး။မီးသွေးဖုတ်လဲခဏလိုက်ခဲ့။စကန်းရောက်ပြီးတဲ့ခါကျမှတေချာစစ်မေးပြီးတော့မဟုတ်ရင်လွတ်ပေးမယ်ဆိုပြီးမှစစ်ဖို့ဝမ်းသေးတာ။မီးသွေးဖုတ်တဲ့ဖွေကြီးပေါ့နော်။အဲ့လိုပုံစံမျိုးနဲ့တွားနေကြတယ်စစ်ကောင်စီစစ်သားတွေရှိတယ်စိတ်သက်တွေပြည့်ဝနေကြတာရှိတယ်။ တော့တခုခုဆိုရင်ညံညံနဲ့တွေပေါ့နော်ညံပြညံဝါတွေအကုန်ထုတ်သုံးပြီးတော့ထွက်ပြေးဖို့အတွက်ပြင်ဆင်နေရတယ်ရှိတယ်ဆိုတာလေဒါသိစေချင်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဟာတကယ်တကယ်တမ်းမှာသူတို့စိတ်တက်ပြတ်မပြတ်ကဒီဖြစ်စဉ်ကိုကြည့်ရင်သိတာစီတယ်ဘာကြောင့်လဲဆိုတော့ဘယ်စစ်သားပဲဖြစ်ပေါ့နော်ဒါတင်းတန်းနေတက်ရပြီဟေးဆိုတဲ့ခါကျရင်ဒီတနက်ကိုကိုင်းတဲ့တနက်ကဒီချို့ဆိုဒါနီးပြတယ်အများအားမှပြောကြတယ်ဒီဟာကိုဦးစားပေးပြီးပြောတယ်ကိုတိုင်တဲ့ဒီတနက်ကိုပေါ့နော်ဘယ်ပဲတော့တော့ယူသွားရမယ်ကိုရဲ့မိမထက်တောင်မှချစ်မြတ်နိုးရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ င်ကြားပေးခဲ့တာတွေကတင်တန်းတိုင်းမှာရှိတယ်ပေါ့နော်ဒါကြောင့်မလို့တင်တန်းတွေကိုကြည့်လိုက်တဲ့ခါကျရင်ဒါကင်ဆောင်ထားတဲ့လက်နဲ့တချို့ကြတော့တင်တန်းခဏဒါ10မိနစ်တန်းဖြုတ်15မိနစ်တန်းဖြုတ်ဆိုတဲ့အချိန်မျိုးတွေမှာခဏလေးရားတော့ပင်မန်းလုံးတော့မှီကနေအိပ်ပျော်သွားကြရရှိတယ်အဲ့လိုအချိန်တွေမှာတင်တန်းနီးပြတွေကလိုက်ပြီးတော့တနက်ကိုဆွဲတာတွေရှိတယ်တနက်လိုက်လှူတာတွေပေါ့နော်လှူတယ်ဆိုတာဒီအိပ်ပျော်နေတဲ့ထိုင်မှမသိအောင်ယူတဲ့ပုံစံမျိုးတွေပေါ့နော်ပြီးမှအပြစ်ပေးတာတွေတိုက်ထိုးခိုင်းတာတွေအဲ့လိုပုံစံမျိုးတွေပြန်လုပ်တာတွေရှိတယ်အဲ့အဲ့လိုမျိုးအချိန်မှာတော့မှပဲချိုးဆိုရင်ဒီတနက်ကိုလွယ်ကြိုးတွေကိုပတ်ချီထားပြီးတော့ပေါ့နော် လာပြီးလှုပ်တဲ့ချိန်မှာလုံးဝသတိရှိရှိနဲ့အမ်ပြန်ပြီးတော့ဘာလဲဆိုပြီးတော့လှုပ်တဲ့အဖွဲ့လည်းရှိတယ်လို့ပါသွားလို့ဒိုက်ထိုးဖားကုန်လှုပ်ရတဲ့အဖွဲ့လည်းရှိတယ်။မပြောချင်တာကဒီတနက်ကိုလုံးဝသူတို့အသက်အမြအရေးကြီးလို့အနိကပ်ပဲယူဆောင်သွားရမယ်။ဘယ်ပဲသွားသွားကိုနဲ့မကွာယူဆောင်သွားအိန္ဒတိုင်အောင်ယူဆောင်သွားရမယ်ဆိုပြီးတော့ပြောခဲ့ဘူးလားရှိတယ်။ဒါပေမဲ့တကယ်တကယ်စစ်မြေပြင်မှာကျတော့စစ်ကောင်စီစစ်သားတွေဟာလက်နက်ကိုပါထွက်ထားပြီးတော့ထွက်ပြေးရတဲ့အဆင့်တွေဖြစ်နေတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်တယ်ဗောနော။အဓိကတော့သူတို့ရဲ့စိတ်ဓာတ်တွေကတော်တော်ကိုပျက်စီးနေတာပါဗောနော။ နောက်တစ်ခုကတော့ဒီဇင်ဘာ3ရက်နေ့ပေါ့နော်အာဒီနေ့အဲ့ဒီမှာဒါရွှေကုတ်ကို ကြားဖြတ်မြို့တက်ဒါရွှေကုတ်ကိုဒါကြားဖြတ် site ပေါ့ဗျာအဲ့ site မှာဒါအထက်မြင့်အဆောက်အဦးတွေကိုစစ်ကောင်စီဘက်ကပေါ့နော်အထက်မြင့်အဆောက်အဦးတစ်ခု12ထက်ရှိအဲအဲ့အထက်မြင့်အဆောက်အဦးတစ်ခုကိုစစ်ကောင်စီ BG ရဲ့ရဲဒီဖွဲ့တွေကဒါဖောက်ခွဲပြီးတော့ဖြိုချလိုက်တယ်ဆိုတော့တည်င်းပေါ့နော်ဒါဟာရွှေရွှေကုတ်ကိုဒါကြားဖြတ်ဒါအဆောက်အဦးတစ်ခုကိုပထမဆုံး ဖြိုချမိုင်းခွဲဖြိုချတဲ့ဖြစ်စဉ်လို့လည်းပြောရမှာပေါ့နော်။ဒါရွှေကုန်းကိုမြို့ကိုစစ်ကောင်စီကနိုဝင်ဘာ16ရက်နေ့မှာစတင်ပြီးတော့ဒါရုပ်ရှင်ရိုက်ရင်းနဲ့ယနေ့အထိကြားပြန်အဆောက်အုံ169လုံးကိုချိတ်ပိတ်ခဲ့တာရှိတယ်။ဒီအထက်မြင့်အဆောက်အဦတစ်ခုကိုဖြိုချခဲ့တယ်ဆိုတာကလည်းရွှေကုတ်ကူမှာဒါပထမဆုံးဖြိုချမှုဖြစ်တယ်။ရှေ့ရပိုင်းမှာလည်းရွှေကုတ်ကူကပေါ့နော်အဆောက်အဦတွေကိုဒါ KK ပတ်ကလိုတော့ပေါ့နော်ဒါဖြိုချတာတွေဖြည့်ဆည်းတာတွေပောက်ခွဲပြစ်တာတွေမလုပ်ဘူးဆိုပြီးတော့ပြောခဲ့တဲ့နောက်ပိုင်းအခုလိုမျိုးဖြိုချခဲ့တာဖြစ်တယ်။ အဲ့တော့ KK pack အပိုင်း၃မှာဆိုရင်ဒါစစ်ကောင်စီကကြားဖြန့်အဆောက်အုံ425လုံးမှာ140လုံးကိုဒါဖြိုချခဲ့တာရှိတယ်။အဲ KK pack ဒါပင်မနေမြေအတွင်းမှာဆိုရင်ကြားဖြန့်အဆောက်အုံ635လုံးမှာ288လုံးဒါဖြိုချဖြတ်စည်းခဲ့တာရှိတယ်ပေါ့နော်။အဓိကတော့စစ်ကောင်စီဒီကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့သွေးဥသွေးတန်းတွေဖြစ်နေတယ်ဆိုတော့ဟာလေတိတာစီတယ်ပေါ့နော်အဲ့တော့ KNU ဘက်ကလည်းဒါထုတ်ပြန်ချက်တွေဇက်တိုက်လှုပ်ဆောင်နေတာတွေရှိတယ်စစ်ကောင်စီရဲ့ဆွဆွဲမှုတွေကိုတုံ့ပြန်နေတာတွေရှိတယ်ဒီရဲ့ပိုင်းမှာဆိုရင်မင်းလက်ပံ KNU ကဒါ KNU KNL အတက်ဖွဲ့တွေပေါ့နော်ဒါပူပေါင်းအဖွဲ့တွေကဝင်ရောက်ပြီးတော့စီးနင်းလိုက်တယ်ဒါမင်းလက်ပံကြားဖြန့်ပေါ့နော်ဒါဒီကြားဖြန့်နေရာနားကိုပေါ့နော်စစ်ကောင်စီဘက်ကလက်နက်ကြီးပစ်ခတ်တာတွေဒါလေကြောင်းတိုက်ခိုက်မှုတွေလှုပ်လာတယ်ပေါ့နော်အဲ့ဒီလိုလှုပ်ပြီးရဲ့နောက်ပိုင်းမှာထပ်ပြီးတော့အခုဆိုစစ်ကြောင်းထိုးတာတွေကဆာလှုပ်လာနေပြီပြောရှင်တာဒီနေရာမှာရှိတဲ့တပ်တွေတွေကိုသူတို့ဖျောက်ရှင်တာဒါပေမဲ့မရတော့ဘူးလက်ဦးမှုဆိုတာအရန်အရေးကြီးတယ်ဆိုတဲ့ဟာကိုဒါကိုပြောရှင်တာပေါ့နော် စစ်ကောင်စီဘက်ကဒီဥစ္စာနဲ့ပတ်သက်လို့တို့လှုပ်တာမဟုတ်ပါဘူးဆိုပြီးတော့တို့ပြောဖို့အတွက်တို့တွေကအရင်ဆုံးဒါတွေကိုရှင်းလင်းရေးလုပ်ပြတယ်။ GG Pack မှာအရင်ဆလုပ်တယ်။အဲ့ဒါကရုပ်ရှင်ရိုက်တယ်ဆိုတာလူတိုင်းသိတယ်။ဒါပေမဲ့အထောက်အထားမရှိရင်ဘလို့မှပြောလို့မရဘူး။အဲ့တော့အဲ့တက်တဲ့အထောက်အထားတွေအကုန်လုံးကိုတို့အရင်ဆုံးလက်စာဖြောက်တာဗျာ။လက်စာဖြောက်တယ်။ပြီးရင်ဒီ DGV ပိုင်ထားတာဖြစ်တဲ့အတွက်ပေါ့နော်။ဒါ KNL ကတော့ဒီလိုမျိုးဝင်စည်းမှာမဟုတ်ဘူးလို့တို့ယူဆထားပုံရတယ်။အဲနောက်တစ်ခုကဒီလိုမျိုးဝေမစည်းခင်ငါတို့ဒီနေရာကိုအရသိမ့်ပတ်ရမယ်ဆိုတဲ့စီမံချက်လည်းရှိထားတယ် ဒါကြောင့်မလို့ဒါမင်းလက်ပတ်နဲ့ဒါဘလူးပေါ့နော်ဒီနေရာတွေကိုအရသိမ့်ပိုက်ဖို့ဒီအပိုင်းအတွင်းမှာသိမ့်ပိုက်နိုင်ဖို့အတွက်ဆိုပြီးတော့သူတို့ရဲ့ viewer မူ၃ယောက်ကိုအတင်းဖိအားပေးတာရှိတယ်အဲ့ဒီရက်အတွင်းမှာမရဘူးဆိုတော့မင်းတို့၃ယောက်လုံးဖြုတ်ပြင်ပါအခုတော့ပြုတ်နေလောက်ပြီသိကြတယ်ဒီနေရာလည်းမရသွားဘူးပြီးရင်ဒီနေရာလည်းဒါ KNL ကဝင်စည်းလိုက်ပြီပေါ့နော်ပြီးရင်တက်တဲ့ချက်လက်တွေအကုန်လုံးကိုလည်းနိုင်ငံကောက်ကိုပို့ပေးနေရတယ်ရှိတယ်ပြောကြတော့ဒီနေရာမှာဒါဒုက္ခရောက်နေကြတဲ့သူတွေကိုလည်းကယ်ထုတ်ပြီးတော့ဒါနိုင်ငံငုံနဲ့ပေါ့နော်ဒါချိတ်ဆက်ပြီးတော့လှုပ်ဆောင်နေတဲ့အပိုင်းတွေလည်းရှိလာတယ်အဲ့တော့ကြတော့စစ်ကောင်စီတို့ကတော်တော်လေးနှောက်ကြပါလား တကယ်တမ်းပြောရင်အဲ့နေရာတွေကိုတို့အခုလိုလုံနေတယ်ဆိုတဲ့ဟာကတက်တေတွေကိုဖျောက်ချင်တာတို့အရင်စီးချင်တာပေါ့နော်အဲ့တော့အိုက်ဘက်ချမ်းတွေမှာဒါတိုက်ပွဲတွေဇက်တိုက်ပြင်းထန်နေတာရှိတယ်ဒီရက်ပိုင်းအတွက်မှာတော်တော်လေးပြင်းထန်တယ်နေရောညရောလက်လက်ကြီးပြစ်ခတ်မှုတွေဇက်တိုက်ပြုတ်လုံနေတယ်စစ်ကောင်စီဘက်ကဒီနေရာကိုလေကြောင်းတိုက်ခိုက်မှုတွေကအဆလုံနေတယ်ဆိုပြီးတော့သိရတယ်အဲ့တော့ပြောချင်တာကတော့ဗျာနောက်ဆုံးဒီကြားပြန်ရဲ့လက်သက်ခဲတရားခံဟာစစ်ကောင်စီပဲစစ်ကောင်စီပဲဒါသိကြတယ်တို့ပဲအကုန်လုံးဆက်ဆက်ပြီးတော့လုံနေတာအခုကြားပြန်နေဘယ်နေရာကိုဘလို့ရွှေ့သွားတယ်ဆိုတဲ့ဟာကတိတဲ့ဒေသခံတွေအများကြီးရှိတယ် ပြီးရင်တိတဲ့ပြည်သူတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဥစ္စာတွေကိုလည်းဆက်လက်ပြီးတော့ဒါဘယ်ကောင်ကတာဝန်ရှိတယ်ဆိုတဲ့ပုံစံမျိုးထပ်ပြီးတော့ဖော်ထုတ်ပေးနိုင်မှုအရေးကြီးတယ်ဆိုတဲ့အကြောင်းဒီနေ့ကနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်